တနေ့ကပြာတော့အထယ်မောင်းတော့အထယ်နေတော့အထယ်ဖြင့်ပြီးတော့ခဲတို့ပင်အယုံနဲ့ခြေလဲတော့ပိတ်ချောကလကတ်ဆဲထယ်ဖြင့်တဲတော်ကိုလှုပ်ရမည်ကလကတ်ဒီအလျား28တောင် အနန်း4တောင်ရှိ၍ကလကတ်ချင်း အလျားအနန်းတူရမည်ကလကတ်9ထယ်စီတဆက်ထဲချိုးရမည်ကလကတ်တစ်ထယ်ပြင်ဘက်မှာကလကတ်နာချင်းဆက်မြည်ရ၌ ။ကွင်းများကိုပြာတော့အထင်းနဲ့လှုပ်ရမည်။အခြားသောကလကာပြင်ဘက်မှာကလကာနားချင်းဆက်မီယာ၌လည်းထိုးအသူလှုပ်ရမည်။ကလကာတထင်း၌ကွင်း90ကို၎င်းအခြားသောကလကာအနာဆက်မီယာ၌ကွင်း90ကို၎င်းကွင်းချင်းဆိုင်မီအောင်လှုပ်ရမည်။ရွှေချောင်း90ကိုလည်းလှုပ်၍ထိုးရွှေချောင်းဖြင့်ကလကာများကိုပူးသွဲသည်ဖြင့်တဲတော်သဆောင်တဲဖြစ်ရမည်။တဲတော်ဖုံးအုပ်ဖို့အခြားသောကလကာ ဆက်ပတ်သေးကိုစိတ်မွေးနဲ့လုပ်ရမည်ဂလကာဒီအလားအတောင်30အနန်၄တောင်ရှိ၍ဂလကာဆက်ဆက်တဲ့သူတီအလားအနန်ချင်းတူရမည်ဂလကာ9ထဲသက်6ထဲသက်ထဲချုပ်၍ဆက်ထမဂလကာကိုတဲတော်ဦး၌ခေါင်းထားရမည်ဂလကာများဆက်မီယာ၌ပြင်ဖက်ကနေသော ကလကာတထဲအနာမှာကွင်း90ကို၎င်းဆက်မိသောအခြားကလကာအနာမှာကွင်း90ကို၎င်းလို့ရမည်ဂျေဝါချောင်း90ကိုလည်းလုံ၍ကွင်းတို့၌ရှူပြီးလင်အပေါ်တဲသပိုင်းနဲ့သပိုင်းပူးတွဲသဖြင့်တဲသဆောင်တဲဖြစ်ရမည်ထို့အပေါ်တဲ၌ပူသောကလကာတဝက်ကိုကတဲတော်နောက်ဖဲမှာတွဲလွဲဆွဲထားရမည်အပေါ်တဲ၌ပူသောကလကာအလျားနှစ်တောင်တွင်တဲတော်ဖုံးဖို့ တဖက်တစ်ချက်တတောင်စီတွဲလွယ်ဆွဲချရမည်အပေါ်တဲဖုံအုပ်ဖို့အနီစုသောတိုးရေကို၎င်းထိုတိုးရေအပေါ်၌တဟာရှတရေကို၎င်းလုံးရမည်တဲတော်ကာယံထောင်ထားရသော အာကာရှပြင်ပြားတို့ကိုလည်းလုံးရမည်ပြင်ပြားဒီအလားဆယ်တောင် အနန္တတောင်ထွာရှိရမည်ထိုပြင်ပြားရှိသည်များတို့၌ခြေတော့နှခုစီတန်းတယ်ရှိစေခြင်းကလုံးရမည်တဲတော်တောင်ပဲ့၌ ကာယံပြင်ပြား20ကိုလုပ်ရပြီးထိုးပြင်ပြား20သွေးတပြားတပြားအောက်၌ခြေတော့နှစ်ခုစီစွတ်စီရဖို့ဝေခြေစွတ်40ကိုလုပ်ရမည်ထို့အသူတဲတော်မြောက်ဖက်၌ကာယံပြင်ပြား20ရှိရမည်ထိုးပြင်ပြား၌လည်းဝေခြေစွတ်40တပြားနှစ်ခုစီရှိရမည်တဲတော်အနောက်ဖက်၌ကာယံပြင်ပြား6ပြားကို၎င်းတောင်းတစ်ဖက်တစ်ချက်၌ကာယံပြင်ပြား၅ပြားကို၎င်းလုပ်ရမည်အထက်၌၎င်းအောက်၌၎င်းဝင်းတို့တတ်၍ စစ်ဆက်လက်တောင်းနှခုကိုပြီးစေရမည်ပင်ပြားရှိပြားငွေချေစုတ်16ခုတပြားနှခုစီရှိရမည်တဲတော်၌ကာရသောပြင်ပြားကိုရှူစရာဖို့အာဃာရှတာကန့်လန့်ခြင်းတို့ကိုတဖက်9ချောင်းစီလုပ်ရမည်တဲတော်နောက်ဖဲ၌ကာရသောပြင်ပြားကိုရှူစရာဖို့ကန့်လန့်ခြင်း9ချောင်းကိုလည်းလုပ်ရမည်အလဲကန့်လန့်ခြင်းကိုတောင်းတဖက်တစ်ချက်၌ဆုံးစေရမည်ပြင်ပြားတို့ကိုရွှေနှင့်မောမှန်ရမည်ကန့်လန့်ခြင်းစူစရာဖို့ ရွှင်ခွင်းကိုလည်းလုံ၍ကန့်လန့်ခြင်းတို့ကိုရွှင်နဲ့မောမှန်ရမည်။တောင်ပေါ်မှာတင့်အားပြတော့ပုံနဲ့အညီသေးတော်ကိုတီဆောက်ရမည်။တနည်းကပြတော့အထဲမောင်းတော့အထဲနေတော့အထဲပိတ်ချောဖြင့်ပြည်၍ခေရုပင်အယုံနဲ့ခြေလဲတော့ကလကာတထဲကိုချိုးရမည်။ရွှေချတော့အာဃာရှတာတိုင်လေးတိုင်အပေါ်မှာထိုးကလကာကိုဆွဲထားရမည်။ထိုးတိုင်တို့သည်ရွှေစံစိုးနှင့်၎င်း ရွှေချေဆွတ်လဲခုနဲ့၎င်းပြည့်စုံရမည်တတေခံချက်ထားသောတတ္တတာကိုဂလကာအသွင်းသို့သွင်းစရာဖို့ဒိုဂလကာကိုရွှေချောင်းဖြင့်ဆွဲကာ၍ဟာကြအယက်ဟာကြုံအယက်နဘာဆက်ချ၌ အပိုင်းအခြားဖြစ်ရမည်။ဟာကြာဟာကြုံအရက်၌သက်သေးခံချက်တစ်တာအပေါ်မှာတစ်တာအဖုံးကိုတင်ထားရမည်။ဂလကာပြင်မှာသပွဲကိုထားရမည်။တဲရောတောင်တစ်ဖက်နားမှာမြီးခုံကို၎င်းမြောက်ဖက်နားမှာသပွဲကို၎င်းတစ်ဖက်နဲ့တစ်ဖက်ဆိုင်မိအောင်ထားရမည်။တဲရောတကားဝ၌ကာယံပြာသောအထယ်မောင်းသောအထယ်နေသောအထယ်ပိတ်ချောဖြင့်ပြည့်၍ခြေလေသောဂလကာတထေကိုလုံးရမည်။ထိုဂလကာဖို့ ရွှေသစိုးနဲ့ပြည်စုံသောအာကာရှတိုင်ငါးတိုင်ကိုလုံ၍ရွှေနဲ့မောမှန်ရမည်ဂျေးဝါချေစုငါးခုကိုလည်းတွန်းရမည် တနည်းကအလျား9000အနာ9000ရှိသောစတုရ4000ဖြစ်သောရက်ပလင်ကိုအာကာရှတာနှင့်လုံရမည်အမြင့်လေ3000ရှိရမည်ရက်ပလင်4000အပေါ်မှာဦးချူ4ချောင်းကိုအာကာရှတာနှင့်လုံ၍ဂျဲဝါနှင့်မွန်မာရမည်ပြာခန်းစရာဖို့အိုးနှင့်တကွတူးရွှင်ပြာအင်းဒုံအမေသားချိတ်လင်ပန်းအစရှိသောရက်ပလင်နှင့်ဆိုင်သောဒဇာရှိသမျှတို့ကိုဂျဲဝါနှင့်လုံရမည်ဂျဲဝါစံခါကို၎င်း စံခါလေးတော့အပေါ်မှာကျေးဝါလေးကွင်းကို၎င်းလုတ်ပြီးလင်းရက်ပလင်ခပန်းအောက်အလေ၌ခြားရမည်ရက်ပလင်ထန်းစရာအာကာရှတာထန်းဘူးတို့ကိုလုတ်၍ကျေးဝါနဲ့မောမှန်ပြီးမှရက်ပလင်ကိုထန်းစရာဖို့တပတ်တစ်ချက်ကွင်းများ၌ယူထားရမည်တောင်ပေါ်မှာတင့်အားပြသည့်အတိုင်းထိုရက်ပလင်ကို အပေါ်အောက် ဟင်းလင်းဖြစ်စေခြင်းကပြင်ပြားနဲ့လုံရမည်ဒေတော်ဝန်းကာယံမူကားအလျားအတောင်တရားရှိသောပိတ်ချောနဲ့တောင်ဖက်၌ကလကာကိုလုံရမည်ထိုကလကာဖို့တိုင်း20တိုင်းချေစု20ကိုဂျေဝါနဲ့လုံ၍တန်တိုင်းစုတန်တိုင်းတို့ကိုငွေနဲ့ပြီးစေရမည်ထိုနည်းသူမြောက်ဖက်ကာယံအလျားအတောင်တရားရှိသောကလကာနဲ့တကွဝေသစုဝေတန်းပါသောဂျေဝါထိုင် 20ကျေးဝါချေစု20ရှိရမည်ဝန်းအနောက်ဘက်အနန္တိုင်းကာယံအလားအတောင်50ရှိသောကလကာနှင့်တကွာတိုင်း30ချေစု30ရှိရမည်ဝန်းအရှေ့ဘက်၌လည်းအနန္အတောင်50ရှိရမည်တကားဝတစ်ဖက်တစ်ချက်၌ကာယံအလား50တောင်ရှိသောကလကာနှင့်တကွာတိုင်း3တိုင်းချေစု3ခုရှိရမည်ဝန်းတကားဝ၌ကာယံပြတော့အထင်မောင်းတော့အထင်နေတော့အထင်ပိတ်ချောဖြင့်ပြီး၍ ခြေလေတော့ကလကအတောင်20နဲ့တကွတိုင်လေးတိုင်ခြေဆွတ်လေးခုရှိရမည်ဝန်ပတ်လင်၌တိုင်ရှိသမျှတို့သည်ငွေတန်ဆိုးငွေတန်ကျေးဝါခြေဆွတ်နှင့်ပြည်စုံရမည်ဝန်ဒီအလျားအတောင်100အနန်90အမြင့်9တောင်ရှိ၍ပိတ်ချောနှင့်ကျေးဝါခြေဆွတ်ဖြင့်ပြည်ရမည်အမိုးတော်ထမ်းဖို့တဲတော်အတော်အဆောင် ရှိသမျှကို၎င်းတဲတော်တန်တင်ဝန်နှင့်ဆိုင်သော တန်တင်ရှိသမျှကို၎င်းဂျေးဝါနဲ့လိုရမည်ပြိတ္တစည်းဝေးရာတဲတော်တွေတက်တဲခံချက်ထားရာအရက်ကိုကာတော်ဂလကပြင်မှာမိခုံ၌အစင်မပြက်မိသွန်းเสียရဖို့တန်လွင်တီးကိုထောင်၍ ယူသောတန်လွင်စီစစ်ကိုဤဒေလအမျိုးသားတို့သည်ဆောင်ခဲ့ရကြမည်အကြောင်းဆင့်ဆိုလောအာယုံနှင့်သူဤသားတို့သည်ညဦးမသည်နနတ်တိုင်အောင်ခြောက်ရာဖျားရှိတော်၌ထိုအမှုကိုစီရင်ရမည်ဤဒေလအမျိုးတို့သည်တားအစင်ဆက်ဆောင်ရသောပြည့်ညတ်တော်ဖြစ်သည်အာမင်အားလုံးကိုဖျားသခင်ကောင်းကြီးပေးပါစေ။